Hello မိတ်ဆွေတငယ်ချင်းများအားလုံးမင်္ဂလာပါရှင်။ဒါတော့ဘိုင်းစတန်ဒါအင်ကွာရီမှပြန်လည်ကြိုဆိုပါရခြင်း။ ဒီကနေ့တော့ပဲမြတ်တက်ကကရီတင်လေးရခေါင်းစဉ်ကတော့အဲတစ်ဖက်သူများကိုနဲ့ကြားထဲမှာအစမြပြဖြစ်နေတဲ့သူလေးတွေအဲပြန်စားခေါ်ဖို့ခက်နေတဲ့သူတွေပေါ့နော်သူဘက်ကနေပြီးတော့ကိုယ်ပြန်စားခေါ်မလာအဲ့လူကောင်းစဉ်တွေကိုကြည့်ပေးပါမယ်နော်အဲကိုနဲ့သူများကြားထဲမှာကစိတ်ဆိုးနေတာပဲဖြစ်စေအဆက်အသွယ်ပြတ်နေတာပဲဖြစ်စေအဲတယောက်နဲ့တယောက်ကြားထဲမှာအဆက်အသွယ်လလောဆယ်မှာတိတ်ပြီးတော့မှမရှိတဲ့သူလေးတွေပေါ့နော်အရင်ကြီးအဆက်အသွယ်ပြတ်နေတဲ့သူတွေဟိုနှစ်တွေလားအများကြီးကြာနေတဲ့သူလေးတွေတော့မဟုတ်ဘူးပေါ့နော်လလောဆယ်မှာအကြောင်းမျိုးမျိုးကြောင့် ခဏတပြုတ်စကားများထားကြတာပဲဖြစ်ဖြစ်ဟိုအဆက်အသွယ်ခဏလေးပြတ်နေတာမျိုးပဲဖြစ်စေပေါ့နော်သူနဲ့ကိုနဲ့ကြားထဲမှာစိတ်ကောင်းနေတာစိတ်ဆိုးနေတာဒီတစ်ဖက်ကချော့တာကိုစောင့်မျှော်နေတဲ့သူလေးတွေပေါ့နော်ကိုကြည့်နေတဲ့သူကမျိုးသားပဲဖြစ်စေမျိုးသမီးပဲဖြစ်စေတစ်ဖက်သူကကိုကိုပြန်ပြီးတော့စခေါ်မလားဆိုတဲ့ခေါင်းစဉ်တွေကိုကြည့်ပြပါမယ်နော်မာရတ်ငါခရီးတော့ခုဖက်ပြထားပါတယ် energy တူတူဖြစ်အောင်လို့ပေါ့နော်ဘယ်ဟာရွေးရမယ်မသိဘူးဖြစ်နေမှာဖြစ်တဲ့အတွက်ဒီမှာတော့ true all cup လေးကြီးပဲရွေးပြထားတယ်ပေါ့နော်ဟို တိပ္ပယ်ကတော့အတူတူပဲဒီတက်ကိုကြည့်နေကြတာဟိုတချို့လေးတွေဆိုလို့ရှိရင်လည်းကဲအတိပ္ပယ်လေးတွေကိုပေါ့နော်တော်တော်များများသိပြီးလာပြီလို့ထင်တယ်အဲ့အတွက်ကြောင့်မလို့ဟိုပေဟာရွေးရမယ်မသိဘူးဖြစ်နေမှာဆိုလို့ energy တူတာလေးတွေကိုချပေးထားတယ်ပေါ့နော်အဲဒီမှာဆိုလဲ true rocket ဒီ1 2 3တုံးခုလုံးမှာ true rocket လေးတွေရွေးပေးထားပါတယ်မိမိမျက်စိထဲမှာမိနစ်သက်ဆုံးဖြစ်တဲ့ gap လေးတစ်ခုကိုရွေးပြီးတော့ group တစ်ခုရွေးပြီးအပြည့်လေးကိုတိုင်းဆန်လေးမှာသွားပြီးတော့ကြည့်ပေးပါရှင်ဒီဘက်ဆိုတော့ပုံမှန်လိုပဲ group 1မှာအလဲရ group 2ဒီဘက်က group 3ဖြစ်ပါတယ်เนาะ ဆဲလေးကိုအေးထားပြီးတော့မှကတ်တခုကိုရွေးပြီးတော့ဖြေလေးကိုကြည့်ပြပါရှင်။အဲဆိုဒီဘက်က glue one လေးကနေစပြီးတော့ကြည့်လိုက်ပါမယ်နော်။ glue one ဒီတက်လေးပေါ့နော်ဒီတက်လေးဒီဘက်ကဒီမှာဒီတက်လေးရေးထားတဲ့သူလေးတွေအတွက် glue one လေးတွေရဲ့တစ်ဖက်သူက glue one လေးတွေကိုပြန်ဆခေါ်မလားဒီဘက်ကနေကိုပြန်ဆခေါ်မလားပေါ့နော်အဲ့ဒါလေးကိုကြည့်ပြပါမယ်။ the cherry ရဲ့ ဒီဘက်ကနေလည်းပြန်စားခေါ်ဖို့စေကူးနေရမျိုးလေးတွေယူရထားတာမျိုးလေးတွေအဲအခုလောလောဆယ်မှာသူစိတ်ထဲမှာမတင်မကြလေးဖြစ်နေရဆိုပေမဲ့လည်းသူပြန်ခေါ်ချင်နေတဲ့စိတ်ဆန္ဒလေးပေါ့နော်သူဘက်ကနေဟိုပြန်ပြီးတော့ကန်လန်းချင်နေရတယောက်နဲ့တယောက်ကြားရတာအာဖြစ်ထားတဲ့အခြေအနေလေးတခုသူပြန်ပြီးတော့မှ ေလျှော့အောင်ကြိုးစားကျင်နေတာမျိုးလေးပေါ့နော်တကယ်လို့တောင်းတဲ့တရားကတူတူညီမှုမတူညီတဲ့သဘောထားလေးတွေနဲ့မှာသဘောထားကွဲလွဲတာပဲဖြစ်ဖြစ်အကြိုက်မတူတာပဲဖြစ်စေအမြင်မတူတာပဲဖြစ်စေအဲ့လိုမျိုးကိစ္စလေးတွေရှိလိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲသဘောထားကွဲလွဲတာမျိုးလေးတွေကိုသူကကနေပြောရင်စတင်ပြီးတော့ညှိနှိုင်းကျင်တဲ့စိတ်လေးဖြစ်နေတာမျိုးလေးကိုမြင်ရပါတယ်တစ်ဖက်သူကအမျိုးသားဖြစ်ဖြစ်အမျိုးသမီးဖြစ်ဖြစ်ပေါ့နော်သူစိတ်ထဲမှာကိုယ်နဲ့ အဲပြန်ပြီးတော့အစဉ်ပြေခြင်းနဲ့ညင်းညင်းနိုင်နိုင်လေးနဲ့ပြန်ပြီးတော့မှသွားခြင်းနဲ့ပုံစံမျိုးလေးစိတ်ထဲမှာအခုလက်ရှိတွင်းနေတာမျိုးလေးကိုမြင်ရပါတယ်เนาะသူစိတ်ထဲမှာဟိုကိုယ်နဲ့ပတ်သက်လို့ရှိဘလူဝမ်းလေးနဲ့ပတ်သက်ပြီးတော့သူစပြီးတော့မှကလန်းချင်းစိတ်လေးဖြစ်နေတာကိုတွေ့ပါတယ်။သွား သူခုလက်ရှိမှာကသူတယောက်တည်းအထူးကျန်နေရတဲ့ခန်းစားချက်လေးတွေလူရန်းလေးတွေနဲ့အဆင်ပြေဖြစ်နေတဲ့ဒီအတိုင်းအတာအတွင်းပေါ့နော်အချင်းတော်တွေလေးမှာသူဘလို့မှမပြောရှင်နိုင်ဘူးသူစိတ်ထဲမှာတကူကလင်းဟာနေတယ်လို့မျိုးသူတယောက်တည်းတော့ကြီးထဲမှာပေါ့နော်တယောက်တည်းဖြစ်နေတယ်လို့ဘယ်သူမှသူနာမှမရှိတယ်လို့ခန်းစားချက်မျိုးတွေဒီမှာလူနာမှလူတွေအများကြီးမိတ်ဆွေတန်ငယ်ချင်းတွေအဖော်တွေရှိတယ်ဆိုရင်တောင်မှအာစိတ်ထဲမှာလုံးကြီးဖြစ်နေတဲ့ခံစားချက်မျိုးပေါ့နော်ဘယ်သူမှကိုနာမှမရှိတယ်လို့ဖြစ်နေတဲ့ခံစားချက်မျိုးတွေခံစားနေရတာ အာဒီစအဲ့အတွက်ကြောင့်မလို့သူဘလို့မှအခန်းစားချက်မျိုးကိုသိမခံနိုင်ဘူးတော်တော်ဟိုမှာသူအထီးကျန်ရတယ်လို့တွင်းနေတာလေးကိုမြင်နေပါတော့เนาะဒါကြောင့်မလို့သူလက်ရှိစိတ်ထဲမှာကကိုကိုနဲ့သူဘက်ကနေပြီးတော့ရင်ဆောက်ခေါက်လိုက်ရင်ကောင်းမလားပေါ့เนาะငါဘက်ကပဲဆက်ပြီးတော့နှိမ့်နိုင်လိုက်တယ်ကောင်းမင်တင်တယ်အဲဂရန်လေးတွေနဲ့အစဉ်ပြေဖို့သူမကြိုက်တဲ့အချက်လေးတွေကိုမကြိုက်တဲ့အချက်လေးတွေပြောလိုက်မယ်အဲသူ့ကိုလည်းငါပုတ်ပုတ်လင်းလင်းပြောပြီးတော့နှိမ့်နိုင်တိုင်ပဲလိုက်မယ်လို့ဆိုပြီးတော့အဲ့လိုမျိုးလေးတွင်းနေရလေးကိုမြင်ရပါတယ်เนาะဆေရောပန်တကယ် သူဘက်ကတော့ဟိုဘယ်လိုပြောမလဲဒီခန်းစားချက်တွေကအရန်ကိုပဲသူစစ်ထဲမှာဖြစ်ပေါ်နေတဲ့ပုံစံလေးမြင်ရတယ်ဘူရန်လေးတွေကိုရန်တရီရနေရူရန်လေးတွေနဲ့ပြန်ပြီးတော့ပြေးလဲခြင်းနဲ့အရင်ကလိုမျိုးပျော်ပျော်ရွှင်ရွှင်လေးပြန်နေတဲ့ရောက်ကြတဲ့မှာအပေးယူလေးမြတ်မြတ်တတာလေးနဲ့ပေါ့တော့စိတ်ချမ်းသာစရာအချိန်လေးတွေဖန်တီးခြင်းနာသူစစ်ထဲမှာဖြစ်နေတဲ့အခုလက်ရှိခန်းစားချက်တွေကိုဘူရန်လေးတွေသိအောင်ရန်ကိုပြောပြခြင်းနေတာမျိုးပေါ့နော်သူဘလို့တွေလွမ်းနေရတယ်ဘလို့တွေအဆင်မပြေတယ်အချမ်းသူတို့ရောက်တဲ့ဖြစ်နေတဲ့လူတွေအဲလောကကြီးထဲမှာသူပြောလဲဖြစ်နေတဲ့လူမျိုးပေါ့နော်ခန်းစားရတဲ့အကြောင်းလေးတွေ and grand lady မရှိတဲ့အချိန်တွေမှာ तू ဘယ်လိုမှမရှင်းတန်နိုင်တဲ့အနေအထားမျိုးလေးပေါ့နော် grand lady မရှိလို့ရှင်ရင် तू ဘယ်လိုမှ तू ဘဝက तू ရက်တည်လို့မရဘူး grand lady ကိုရန်ကိုလိုအပ်နေတယ် grand lady စီကမြတ်တာတွေ grand lady စီက energy တွေကိုပြောလို့ရှင်ရင် तू ကတယောက်တည်းနဲ့ရှင်သန်နေရတဲ့ grand lady နဲ့တူရှင်သန်ရတဲ့အချိန်ကာလတွေလုံးဝကိုခွာခြားလွန်အားကြီးတယ်လို့ तू ကထင်နေတာမျိုးလေးပေါ့နော် grand lady နားမှာရှိနေတဲ့အချိန်ကဘာနဲ့မှမတူဘူး तू ဘဝမှာအကောင်လုံးက balance တွေခံစားနေရသလို ုံးဝပြပြစုံနဲ့ perfect ဖြစ်တဲ့ခန်းစားချက်တွေခန်းစားရတယ်ဘယ်လိုလဲဒီအနာမှာရှိနေတဲ့အချိန်တွေမှာကအခုဒီလိုမျိုး suspension ဖြစ်သွားတဲ့ကာလပေါ့နော်တယောက်နဲ့တယောက်ကြားထဲမှာခဏတစ်ပြုတ်ဝေးကွာသွားတာခွဲခွာရတာမျိုးပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးတွေမှာခဏတစ်ပြုတ်တယောက်ဝေးကွာသွားတဲ့အချိန်လေးတွေမှာသူအရန်ကိုပဲထိကျန်ဆန်လုံးနဲ့ဆိုတဲ့ခန်းစားချက်လေးတွေဖြစ်ပေါ်နေတာမျိုးပေါ့နော်အခုချိန်မှာအဲ့သူ့ရဲ့ခန်းစားချက်တွေဘယ်လိုလဲဒီတယောက်ပြောင်းပြောင်းနေနေတယ်အတိပေးနေနေတယ်ပေါ့နော် ူဘယ်လိုခံစားနေရတဲ့အကြောင်းအဲနောက်ဆိုလို့ရှိရင်အဆင်မပြေတဲ့အခြေအနေတွေကိုတိထပ်ပို့ပြီးတော့ပေါ့နော်မဖန်ဒီပဲနေရအောင်အဆင်ပြေပြေလေးနဲ့နေသွားကြမယ်ပြောင်းနေတဲ့အောင်ဘယ်လိုအချက်လေးတွေကိုရောရှောင်မယ်ဘယ်လိုပုံစံမျိုးလေးနဲ့သွားကြမယ်အဲအဲ့လိုပုံစံလေးပေါ့နော်ဒီဘက်ကကန်လန်းကျင်နေတဲ့ကိုကိုလိုအပ်နေတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရပါတယ်ဝါဒီမှာကျွန်တော်2 of cup 2 of cup တဲ့ တစ်ဖက်သူကကိုယ့်ကိုလေရန်ကိုပဲအခုလက်ရှိမှာရန်လွန်ရန်တန်းတာပြီးတော့ကိုယ့်ရန်ချင်းမြနိုးနေတဲ့ energy လေးပေါ့နော်ကိုယ့်ကိုအရန်လိုအပ်နေတယ်သူ့ဘဝမှာကိုကမရှိမဖြစ်ကိုယ့်ကိုအရန်ကိုပဲလိုရှိနေတဲ့အချိန်လေးလို့ဒီမှာမြင်ရတယ်ပေါ့နော်ဒီဗီဒီယိုကြည့်နေတဲ့အချိန်မှာ ground လေးတွေရတစ်ဖက်သူကကိုယ်လေးတွေကိုအရန်ကိုမှသူ့စိတ်ထဲမှာလိုလားတောင်းတနေတာလေးတွေတွေ့ရတယ်ကိုယ်လေးတွေစီကအားပေးမှုပေးဆိုင်မှု သူ့ကိုအရင်ကလိုပြောပေါ့နော်ဖေးမှခုန်ညီခဲ့တာလေးတွေသူ့ဘာမှလွတ်လွတ်ထွတ်ထွတ်ချင်ချင်နာနာနဲ့မေတ္တာလေးပေးခဲ့တယ်သူအဲ့ချိန်လေးမှာအရင်စိတ်ချမ်းသာရတယ်အရင်ပျော်ရွှင်ရတယ်အခုလက်ရှိအနေထားမှာသူဒီပါကုမသူစိတ်မပါလက်မပါနဲ့ပေါ့နော်လောကကြီးမှာသူတယောက်တည်းဖြစ်နေတယ်လို့ခံစားချက်တွေခံစားနေရတာမျိုးဒီ true kind energy နဲ့ပြောလို့ရှိရင်အရင်ကလို့ နှစ်ယောက်သားကြတဲ့မှာနှစ်ပါးတဲ့အချိန်လေးတွေဒူဒူဖန်တီးခြင်းနဲ့ပြောင်းလဲတယောက်တိထပ်ပေါ်ပြီးနားလဲမှုတွေနဲ့သွားလိုက်ခြင်းနဲ့ဆိုတဲ့စိတ်လေးဖြစ်ပေါ်နေတာပေါ့နော်အခုတော့ဝေးသွားတဲ့အချိန်မှာသူစိတ်ထဲမှာရှိတဲ့တကယ်ဘလူးရန်လေးနဲ့ပတ်သက်တဲ့တကယ်ခစားချက်အစစ် feeling အစစ်ကိုသူလုံးဝသိရှိနားလဲသွားတာဘလူးရန်လေးတွေကသူဘယ်လောက်လိုအပ်တယ်ဆိုတာကိုသူသိသွားတယ်ဆိုတဲ့ပုံစံလေးမြင်ရပါတယ်။ဒါဟာမဲ့ သူအရင်ကတော့တိခန့်ကောင်းတိခန့်ကလေးပဲပေါ့နော်ဒီတယောက်တည်းဖြစ်နေတဲ့ကာလလေးတွေအစမပြဖြစ်တဲ့အချိန်လေးတွေမှာတယောက်တည်းလည်းအစင်ပြောင်းရက်တည်ပြီးတော့နေမယ်စူးစမ်းပြီးတော့နေမယ်ဆိုတဲ့စိတ်လေးတော့သူတွေးတော့တွေးခဲ့တာမျိုးမြင်ရတယ်ပေါ့နော်ဟောဒီသတိရလွန်ဆိုတန်တာတဲ့စိတ်လေးတွေရှိပေမဲ့လည်းသူတယောက်တည်းအစင်ပြောင်းလဲငါစူးစမ်းပြီးတော့မှနေကြည့်လိုက်အောင်မယ်ဆိုပြီးတော့သူတွေးကောင်းတွေးခဲ့လိုက်နိုင်တယ်ပေါ့နော်ဟောသူသူ control လုပ်ပြီးတော့မှသူစမ်းစားချက်တွေကိုခဏတည်းပြောဖို့ပေါ့နော်ဒီ နေနိုင်တဲ့လောက်တော့သူနေကြည့်ခဲ့သေးတယ်။ဒါပေမဲ့နောက်ဆုံးသူဘယ်လိုမှလူသားလေးတွေကိုလွမ်းတဲ့စိတ်တွေနဲ့နေနိုင်တော့ဘူးဆိုတဲ့ပုံစံလေးကိုမြင်ရပါတယ်။ Resource 1 အခုချိန်မှာဂရမ်လေးတွေနဲ့အဆင်ပြေခြင်းနဲ့စိတ်ကလွယ်ပြီးသူ့မှာတခြားဘာမှဖန်ရှင်နေမရှိဘူးဂရမ်လေးတွေနဲ့အဲပြန်အဆင်ပြေရေဂရမ်လေးတွေစီကဒီလိုမျိုးမြေတားတွေပြန်လဲရရှိဖို့အရာသူ့အတွက်ဦးစားပေးနံပါတ်၁အစီအစဉ်ပေါ့နော်အခုလက်ရှိအနေအထားမှာသူအရင်ကတိကျခဲ့တဲ့အချိန်ကြီးပုံသွားပြီးသူဆက်ပြီးတော့မှဒီလိုမျိုးသူ့ကိုယ်သူထိ ंछ ုပ်ပြီးတော့မနေတော့ဘူးငါခစားချက်တွေကိုဂရမ်လေးတွေတီအောင်ငါအကုန်ဖွင့်ချပြောလိုက်ပြီးတော့ငါတာမန်ဆရာရှိတာမန်လိုက်မယ်ငါဘက်ကရှော့ဆရာရှိအောင်ငါရှော့ပြလိုက်တော့မယ်ဆိုတော့အဲသူ့ဘက်ကအလျှော့ပေးခြင်းနဲ့စိတ်လေးတွေဖြစ်နေတာမျိုးလိုမြင်ရပါတယ်နော် in source ပါတကယ် အစောပန်တကယ်တစ်ဖက်သူကကိုယ်ကိုယ်လေးလုံးဝပဲပြောလို့ရှိရင်ဟိုကိုယ်ကလေးတွေစိတ်တိုင်းကြငါနေပေးမယ်ဟာငါ့ကိုတင်ပြန်ပြလက်ခံပေးပါငါဘလို့မှနေကိုမခွဲနိုင်ဘူးဘလို့မှနေကိုလက်မလွတ်နိုင်ဘူးနေမရှိလို့ရှိရင်ငါဘလို့မှမနေနိုင်ဘူးငါဘွားတွေကိုနေပြန်လာပေးပါငါ့ကိုပြန်လက်ခံပေးပါဆိုပြီးအဲ့လိုပုံစံမျိုးလောက်ထီကိုပေါ့နော်ကိုယ့်ကိုဟိုဘယ်လိုပြောမလဲတော်တော်ပေါ်မှာဂရင်းဆိုင်ပြီးတော့မှပို့ပြီးတော့မှချစ်ပြလာတာကိုပို့ပြီးချစ်ပြလာတာဂရင်းဆိုင်ပြီးလာတာပို့ပြီးတံမိုးထားတက်လာတာပေါ့နော်တော်တော်တယောက်ချားထဲမှာဘယ်လိုဝေးကွာသွားတဲ့အချိန်ဒီမှာသူ အစားချက်တွေကောင်းကောင်းနားလဲသဘောပေါက်သွားတာသူစိတ်ထဲမှာဘာရှိတယ်ဆိုတာကိုသိသွားတာမျိုးဟိုအထူးသဖြင့်သူတရားထဲဖြစ်သွားတဲ့အချိန်ဒီမှာဂရိုရန်လေးတွေကသူ့တယ်မရှိမဖြစ်ဆိုတာကိုသူသိချာသိသွားတာပေါ့နော်သူတရားထဲနေရတဲ့ခန်းစားချက်ဂရိုရန်လေးတွေမရှိဘဲနဲ့တရားထဲရှင်းတန်နေရတဲ့အခိုက်အတန့်နေရသူ့တယ်လုံအောင်အထူးချန်ဆန်လုံးနဲ့ဒိဗယ်မရှိဘူးပေါ့နော်တရားထဲအဲလောကကြီးထဲမှာသူ့တရားထဲဖြစ်နေတဲ့ခန်းစားချက်တွေအဲအဲ့စိတ်တွေကိုသူသိခံပြီးတော့မှနေခဲ့ရတာဘလို့မှစက်မနေနိုင်တော့ဘူးဆိုတဲ့ပုံစံလေးပေါ့နော်နေအောင်ကြားထဲမှာ ပြန်ပြီးတော့မှအစီအပြန်တဲ့ပုံစံလေးကိုတွေ့ရပါတယ်။အရင်ကြီးကြာမယ်လို့မထင်ဘူးပေါ့နော်။နေရာကြတဲ့မှာကအလာပိုင်းလောက်တွေ့မှာပဲဒီတလားနှစ်လားလောက်တွေ့မှာအစီအပြန်ပြင်နိုင်တဲ့ energy လေးကိုတွေ့ရပါတယ်။မခင်တော့ဆွတ်ဒီလောကတက်ပြတာတာဆုံးဖြတ်ပြီးတော့ကို ground lady စီကိုဆက်ဆံနေနေပေါ့နော်။သူဘက်က ground lady ဖြစ်စေခြင်းနဲ့အတိုင်းဥမာသူဘက်ကအရင်ကမလုပ်ပေးခဲ့ရတဲ့ကိစ္စလေးတွေ ground lady တွေကအောင်ဆိုပေမဲ့သူဘက်ကမဖြေစည်းပေးနိုင်ခဲ့တာမျိုးသူကမလုပ်ပေးခဲ့ဖြစ်တဲ့ကိစ္စလေးတွေ ground lady တွေက အော်ဘာသာဒီလိုလောက်ပြီးပါလို့ပြောပြီးမယ်သူဘက်ကနေပြီးတော့လက်ပြီးရှုခဲ့တာမျိုးပဲဖြစ်ဖြစ်အဲသူရင်ကားနဲ့မတူတဲ့ခန်းစားချက်တွေနဲ့ပြန်လာမှာမျိုးပေါ့နော်ဒီမှာဆို A source 1 A source back တကယ် true out back သူစစ်တယ်မှာအချစ်တွေကလုံးဝကိုလက်လက်ဆက်ပြီးတော့မှဂရန်းလေးတွေကိုအခုလက်ရှိမှာအရန်ကိုပဲလိုအပ်နေတာတောင်းတနေတာဂရန်းလေးတွေအနားမှာရှိနေပေးဖို့သူအရန်ကိုညှော်လင့်တောင်းတနေတယ်ဆိုတော့ energy လေးပေါ့နော်သူစိတ်တွေလုံးဝ လူဝန်လေးတွေစီကိုရောက်နေတာလေးကိုတွေ့ရပါတယ်။ပြန်ပြီးတော့လည်းခေါ်လိုက်ခေါ်ပါလိမ့်မယ်နော်။ဒီလာပိုင်းလာပိုင်းနောက်တည်းမှာအကြဆုံးဒီတလားနှစ်လားပေါ့နော်။မြန်လို့ရှိရင်ဒီတပတ်နှစ်ပတ်လောက်တည်းမှာပဲအယောက်ကြားထဲမှာဒီလိုမျိုးဖက်ရှင်လေးနဲ့ပြန်လာပါလိမ့်မယ်။ကိုယ်စိတ်တိုင်းညာကိုအရာရာအလျှော်ပေးပြီးတော့မှကိုယ်လူကျင်တဲ့ပုံစံကိုပြည့်စုံခြင်းတဲ့ပုံစံတွေကိုသူဘက်ကလာရောက်ညွှန်ပြောင်းပြောင်းနေပေးပါလိမ့်မယ်လို့မြင်ရပါတယ်ရှင်။အလေးရခွန်အလေးအတွက်ကြည့်ပေးထားတာဖြစ်ပါတယ်။ ညနာလေးတွေကိုကြည့်ပေးထားတာဖြစ်တယ်ပေါ့နော်အနေကြီးကိုက်တဲ့အပိုင်းလေးပဲယူပေးပါကိုနဲ့မကိုက်ညီဘူးလို့ထင်နေဆိုလို့ရှိရင်လည်းတခြား group တစ်ခုကိုပြောင်းပြီးတော့ကြည့်လဲရပါတယ်နော်အဲဆို group 2လေးစီကိုသွားလိုက်ပါမယ် group 2ဒီတက်လေးကိုယူထားတဲ့သူတွေပေါ့နော်ဒီ throughout ကတက်ဒီတက်လေးကိုယူထားတဲ့ group 2သမားလေးတွေအတွက်တစ်ဖက်သူက group 2လေးတွေကိုပြန်ပြီးတော့စားခေါ်မလားပေါ့နော်သူဘက်ကနောက်ကြမ်းမှာတရားနဲ့တရားဆက်သွယ်လောလောဆယ်မှာခဏတိုင်းပြုတ်ပြတ်သောက်သွားတာမျိုးလေးတွေစိတ်ဆိုးစကားများရင်ဖြစ်ပြီးတော့တရားနဲ့တရားအခေါ်ပြောမရှိတဲ့သူလေးတွေရပါတော့ အဖက်သူကကိုယ်ပြန်ပြီးစခေါ်နိုင်တဲ့အနေအထားရှိလာပေါ့နော်အဲ့ဒါလေးကိုကြည့်ပါမယ်တခုတဖူးရခုတူးလေးရဲ့တဖက်သူမှာကတဖူး energy လေးနဲ့သူလောလောဆယ်မှာသူစိတ်ကလွတ်လွတ်လပ်လပ်နဲ့ဟိုဘယ်တော့ free ဖြစ်နေတဲ့ပုံစံမျိုးလေး ဘာမှတားရအတွေးတွေအများကြီးရှုပ်ရှက်ခံနေရမျိုးနေတာမျိုးမဟုတ်ပဲနဲ့စိတ်ကိုတတ်နိုင်ဆုံးရှင်းရှင်းလင်းလင်းထားပြီးတော့မှသူဟိုသူလောမဲ့အရာတကူကိုအာယုံဆိုင်နေတာမျိုးလေးတွေသူပေါ်ပါပါပါနဲ့ပဲအခုချိန်မှာဖြတ်တန်းနေတဲ့ပုံစံလေးကိုမြင်ရပါတယ်နော် The Empress The Empress Nine of Pentacles The Tower တစ်ဖက်ကလည်းခုလက်ရှိမှာသူတယောက်တည်းပေါ့နော်ဘွားပါသူလုံးဆရာရှိရတော့မှာသူသွားမဲ့ခྱི་တစ်ခုပဲဖြစ်စေသူလုတ်ကိုလောရမဲ့ကိစ္စတစ်ခုနဲ့ပတ်သက်ပြီးတော့မှာအေးစီစီလေးနဲ့စိတ်ကိုပေါ့ပါပါထားပြီးတော့မှာတတ်နိုင်ဆုံးပေါ့နော်ဟိုတယောက်တည်းစိတ်ကိုအစဉ်ပြေအောင်တခုတူဟို စိတ်လက်ပေါ်ပါစွာနဲ့ပြောရလို့ရှိရင်စိတ်ကို healing ဖြစ်စေတဲ့ကိစ္စလေးတွေတွေးပြီးတော့သူ့ကိုယ်သူစိတ်ထဲမှာစိတ်ချမ်းသာစေမယ့်အကြောင်းအရာလေးတွေစိတ်ချမ်းသာစေမယ့်အလောက်ကန်လေးတွေမှာအာဒီလောက်ကိုလုပ်လို့ရှိရင်တော့သူစိတ်ကပေါ်ပေါ်ပါလန်လန်ဆန်ဆန်ဖြစ်တာမျိုးဥမာခရီးတွေသွားတာမျိုးအဲတငယ်ချင်းမိတ်ဆွေတွေနဲ့တွေ့ပြတာမျိုးအဲ့လိုပုံစံမျိုးတွေနဲ့ပေါ်လာမှာအခုလက်ရှိအနေအထားလေးကအေးစေးစေးလေးနဲ့ဖြတ်တန်းဖြစ်နေတာအာပြီးဆုံးသွားတဲ့ကိစ္စတွေပေါ်မှာလည်းသူအရန်ကြီးပေါ့နော်ဟိုဖြစ်ခဲ့တဲ့ကိစ္စတွေပေါ်မှာအာယုံနေမဆိုင်ဖက်နဲ့ ပြီးသွားတဲ့ကိစ္စလေးတွေကိုလည်းသူပြီးထားတဲ့အခေယပြီးသွားတဲ့အခေယလက်ခံထားတာမျိုးလေးတွေနိုင်တော့ပတ်တယ်အခုလက်ရှိအနေအထားမှာသူစိတ်ကိုတတောင်းတတားလေးနဲ့လက်ရှိအနေအထားမှာတယောက်တည်းဖြစ်နေတာလေးကိုသဘောကျနေတဲ့ပုံစံလေးပေါ့နော် ACC ဖြစ်နေတယ်ဘူပင်စရာတွေတိတ်မတွေးပဲနဲ့အကောင်လေးတွေတွေးနေတာမျိုးကောင်းတဲ့တွေးလေးတွေတွေးတယ်ကောင်းတဲ့နေရာလေးတွေသွားတယ်ကောင်းတဲ့အလုပ်လေးတွေလုပ်တယ်ဥမာစိတ်ကိုကြည်လင်တန်ရှင်းစေမဲ့ဖခင်တရားလောက်တာမျိုး တရားထိုင်တာမျိုးပေါ့နော်ယောဂကျင့်တာမျိုးသူ့စိတ်ကိုပြောလို့ရှင်ပေါ့ပါပါလန်လန်ဆန်ဆန်စိတ်ရောကိုယ်ရောဖြစ်နေတဲ့အလုံးလေးတွေရွေးပြီးရောလုံးဖြစ်နေတာအာဒီသူ့တော်မကောင်းတဲ့အရာတွေမကောင်းတဲ့အတွေ့အကြုံတွေအားတွေကိုသိပြီးတော့မတွေ့ဘူးခုလောလောဆယ်အစဉ်ပြေတဲ့ပုံစံလေးနဲ့တစ်ဖက်သူမှာကရှိနေတဲ့အနေအထားလေးကိုတွေ့ရတယ်ပေါ့နော်။ပြောလို့ရှိရင် သူ့မှာတခြားစိတ်ကိုနောက်ကျစေတဲ့ကိစ္စတွေကိုမတွေ့ဖြစ်အောင်တတ်နိုင်ဆုံးသူ့မှာ သူကထိန်းချုပ်ပြီးတော့နေနေတဲ့ပုံစံလေးပေါ့နော်ထိန်းချုပ်ပြီးတော့နေတယ်ဆိုတာဟိုအရန်ကြီးစိတ်ထဲမှာခံစားချက်တွေကိုပြိုသိပ်ပြီးနေတာမျိုးလည်းမဟုတ်ဘူး။ဟိုစိတ်ကိုပေါ့ပါပါလေးနဲ့ပဲအလိုက်သိလေးပေါ့နော်။ကောင်းတဲ့အလုပ်လေးတွေကောင်းတဲ့အရာလေးတွေတွင်းလုပ်ရင်းနဲ့လက်ရှိမှာအစဉ်ပြေနေတဲ့အခိုက်အတန့်လေးတွေ့ရပါတယ်နော်။ The Emperor ဝါ The Emperor Hitchcock Hitchcock seven or one. Turn or cut. ครูดูเลยอย่าแต่พอดูอันนี้เนี่ยเลยดูยอมเลยตู้เดชาโอ้ปน้อครูดูเย่ ဂရူတူရဲ့တစ်ဖက်သူကိုလာပြီးတော့မှလည်းနှစ်သက်သဘောကျတဲ့သူလာကန်းလန်းတဲ့သူသူမေတ္တာရှိတဲ့သူအဲ့လိုလူမျိုးတွေသူနားမှာရှိနေတယ်ဒါပေမဲ့သူကလေအဲ့လူတွေကိုတိတ်ပြီးတော့မှအယုံနဲ့မှမရှိဘူးသူခုနပြောသလိုပဲသူမျိုးစိတ်ကိုသူတန်းနိုင်ဆုံးစိတ်ပေါ်ပါစေတဲ့အလုပ်လေးတွေရွေးပြီးတုံးနေတာစိတ်ချမ်းသာတဲ့အရာလေးတွေသူရွေးပြီးတုံးနေတာမျိုးပေါ့နော်ဒီမှာသူ့ကိုတစုံတစ်ယောက်ကလာပြီးတော့မှသဘောကျတာပဲဖြစ်စေကလန်းနာမျိုးပဲဖြစ်စေနဲ့သူ့ကို propose လုပ်ထားတာမျိုးရှိကောင်းရှိလိမ့်မယ်သူလက်ရှိသူနားပဝင်ချင်မှာသဘောကျနေတဲ့သူတွေတွေသဘောကျတဲ့ ရဲရောင်လေးတွေပြနေတဲ့သူမျိုးလေးတွေရှိကောင်းရှိနေတယ်ဒါပေမဲ့အဲ့ဒီညာတွေကိုသူသိပြီးစိတ်မဝင်စားဘူးဘာလို့ဆိုတော့သူ့အတွက်လေသူကအကယ်ကိုပြည့်ပြည့်စုံစုံနဲ့ချစ်ချင်းမြတ်တာသူတကယ်ချစ်တဲ့ချစ်တဲ့ခဲ့ပြီးသွားပြီလို့ပြောရမယ်ပေါ့နော်ဘူးတူလေးတွေတစ်ဖက်သူက ဟိုတစ်ချိန်တုန်းကသူအရန်ကိုပဲချစ်ချင်းမြတ်တာကိုသူတိတိကျကျခံစားခဲ့ပြီးသွားပြီချစ်ချစ်ကဘာလဲဆိုတော့သူကောင်းကောင်းသိသွားပြီအဲခံစားတတ်ခဲ့ပြီးသွားပြီပေါ့နော်ချစ်ချင်းမြတ်တာနဲ့ပတ်သက်လို့ရှိရင်သူကတကယ်ကိုအချစ်ဆိုတာကိုလုံးဝကြီးခံစားတတ်ခဲ့ပြီးသွားပြီဖြစ်တဲ့အတွက်အခုလက်ရှိမှာချစ်နဲ့ပတ်သက်လို့ရှိရင်သူသိပြီဘာမှညောင်းလင်းချက်လည်းမထားတော့ဘူးစိတ်ထဲလည်းမထားတော့ဘူးဟိုသူပြောလို့ရှိရင်ပြီးဆုံးသွားတဲ့ဆက်ဆံရေးထဲမှာသူ့ရဲ့ချစ်ချင်းမြတ်တာတွေသူ့ရဲ့အိမ်မက်တွေအားတွေအားလုံးကအဲ့ဒီမှာပြီးဆုံးသွားခဲ့တဲ့အတိတ်မှာ ြံခဲ့ပြီပေါ့နော်လက်ရှိသူကဒီရဲ့ဒီလိုမျိုးသူ့နောက်ထပ်လာကံလန်းတဲ့သူပေါ်မှာဒါမှသိစိတ်မဝင်စားဘူးအဲသူ့ကိုယ်သူပဲအခုလက်ရှိမှာစိတ်အဆင်ပြေအောင်စိတ်ချမ်းစိတ်ညောလူရောချမ်းမအောင်နောက်ထပ်လာပါပါလေးနဲ့ဘဝကိုတိတ်ပြီးတော့မှအပူရေမရှိအောင်နေနေတဲ့ပုံစံမျိုးလေးမှာတွေ့ရပါတယ်နော် ဒီမှာကလေဂရူတူလေးတွေတစ်ဖက်သူကအမျိုးသားပဲဖြစ်စေအမျိုးသမီးပဲဖြစ်စေသူ့ကိုလာပြီးတော့မှသဘောကျတဲ့သူသူ့ကိုကန့်လန့်တဲ့သူ propose လုပ်ထားတဲ့သူသူ့ကိုဖွင့်ပြောနေတဲ့ဖွင့်ပြောဖို့စူးစမ်းနေတဲ့သူဒါမှမဟုတ်လို့ရှိရင်သူနားလေးပေါင်ဝဲချက်မှာသူ့ကိုတိတ်တိတ်သဘောကျနေတဲ့သူတွေရှိတယ်ဒါပေမဲ့သူအဲ့ဒီအရာတွေကိုသိပြီးတော့မှအာရုံနဲ့မထားဘူးသိပြီးတော့လည်းသူကိုပန်းလုံးမထားဘူးပေါ့နော်အဲ့ဒီသူကိုသူနားမှာအရင်ကြီးအကန့်မခံဘူးသိပြီးတော့လည်းစိတ်ဝင်စားမှုမထားဘူးဒီကတော့ကိုသူ focus ထားတယ်သူလောမယ့်လို့လောက်တယ်သူရှောက်ရမယ့်လမ်းကိုမှသူအလုပ်လောက်ရမယ်ဆိုတော့သူလောဆက်ရှိရတယ်လောက်တယ် အဲသူအခြားဝါသနာပါရလုံးဖို့လုံးမယ်ဆိုလို့ရှိရင်လည်းအဲ့ဒီပုံမှာအာရုံစုဆိုင်ထားတာမျိုးအဲအဓိကသူ့ရဲ့ဒီမျက်ရှိရဲ့အနေထားတယောက်တည်းဖြစ်နေတဲ့တယောက်တည်းဖြစ်နေတာသူ့အထူးကြံ့နေလို့မခံစားရဘူးသူကလုံးဝအဲ့ဒီအခြေအနေကိုလုံးဝနှစ်သက်မမောလို့သူကိုယ်တိုင်ကအဲ့ဒီအနေထားကိုတခြားရွေးချယ်ထားတာလို့ပြောရမှာပေါ့နော် ့အတွက်ဟိုပြီးဆုံးသွားတဲ့ဆက်ဆံရေးတစ်ခုအပေါ်မှာအတိတ်ကအရာအပေါ်မှာသူကကတော့ခန်းစားချက်တွေအပြေးဝပေးထားခဲ့တာဖြစ်တဲ့အတွက်အခုလက်ရှိအနေထားမှာတော့သူကနောက်တာလည်းမရှိဘူးဟိုပုံပြင်ကြားကြားမှုလည်းမရှိဘူးနောက်ထပ်အခြေသက်ကိုလည်းတိတ်ပြီးစိတ်မဝင်စားဘူးလက်ရှိဘဝလေးမှာသူကသူစိတ်ချမ်းသာအောင်နေနေတာဘသူ့မှာလည်းသူဝဲကန်လုပ်နေတဲ့အနေထားမျိုးမှမရှိဘူးပေါ့နော်အဲဂလူတူလေးတွေကိုပြန်လာပြီးတော့မှအဲခေါ်တာပြောတာထက်သူရဲ့လက်ရှိအနေအထားမှာပဲသူကအဆင်ပြေနေတဲ့ပုံစံလေးဖြစ်တဲ့အတွက်ပြောလို့ရှိရင် group 2လေးတွေစီကို သူဘက်ကနေပြန်လာပြီးတော့စခေါ်ဖို့ကတော့အာရန်ကြီးတော့သိမနီးဆက်ဖို့လို့တော့တွေးရတယ်ပေါ့နော်သူရဲ့လက်ရှိအနေအထားကအာသူက healing ဖြစ်နေတဲ့ပုံစံလေးပေါ့နော်ပြောလို့ရှိရင်ဒီမှာ the empress energy တွေနဲ့ the star energy လေးနဲ့တယောက်တည်းလဲသူကအစဉ်ပြေနေတယ်ဘသူ့မှာလဲလိုအပ်နေတာမျိုးမရှိဘူးဘသူ့မှာလဲမုန်းနေတာလည်းမရှိဘူးအဲသူ့ပါသူတယောက်တည်းပဲဘဝမှာတောင့်တတာလေးနဲ့အဲအေးစေးစေးလေးပေါ့နော်စိတ်ချမ်းသာစွာနဲ့ဖြတ်သန်းနေတယ်စိတ်အေးလက်အေးလေးနဲ့သူတတ်နိုင်ဆုံး ပူပင်စရာတွေမရှိအောင်အဲဘောမှာနောက်ကြည့်ရမယ်အာယုံနေနောက်မှာကိစ္စတွေကနေခဝေးရနေနေတာမျိုးသူလာပတ်သက်တဲ့သူတွေကိုသာမသူတိတ်ပြီးတော့မှနိကမခံဘူးအဲသူနားမှာရမ်းကြီးပေါ့နော်နိဆက်မနိဆက်စီပဲနဲ့သူလက်ရှိမှာအစဉ်ပြေးနေတယ်ဆိုတော့ energy တွေကိုရပါတယ်ကုတူလေးတွေကိုပြန်လာစားခေါ်ဖို့တော့ဒီမှာတိတ်ပြီးတော့မတွေးမိဘူးပေါ့နော် တကယ်လို့သူစိတ်ထဲကဒီ face shock energy လေးကသူစိတ်ထဲမှာအတိတ်ကခံစားချက်တွေကသူ့တွေရန်ကုန်ပြည်ပြည်ဆောင်ခဲ့တာမျိုးသူတကယ်ကိုအချစ်ဆိုတာမျိုးဒီပြီးသွားတဲ့ RS တစ်ခုပေါ်မှာသူတကယ်ခံစားခဲ့ပြီးသွားရဖြစ်တဲ့အတွက်အဲ့ဒီပေါ်မှာပဲသူတကယ်လို့စိတ်ရှိအောင်မယ်ဆိုရင်ဒါမှတကယ်တကယ်တမ်းကြာရင်တော့သူ့ဘက်ကနေပြောမှအမှားရင်းမရှိခဲ့ဘူးသူနေသူ့ဘက်ကနေမှန်ကန်ခဲ့တယ်ပေါ့နော်ဂရုတူးလေးတွေပေါ်မှာသူအကားဆုံးဆက်ဆံပေးခဲ့တယ်သူ့ဘက်ကချစ်ပင်နိုင်တဲ့များအကုန်ချစ်ချင်းမေတ္တာတွေပေးခဲ့တာမျိုးအဲကြောင့်မလို့သူ့ရဲ့ စိတ်မှန်ကဘယ်လိုနေလဲဆိုရင် तू ကဘာမှမှားထားတာမရှိဘူး तू အကောင်ဆုံးပေးအချစ်တွေပေးခဲ့တယ်မေတ္တာတွေပေးခဲ့တယ်သစ္စာတွေထားခဲ့တယ်ဒါကြောင့်မို့လို့ तू ကတော့စခေါ်စရာမလိုဘူးပေါ့နော် तू စိတ်ထဲမှာပြန်ခေါ်ခြင်းနဲ့ဆိုရင်တော့မှပြန်စခေါ်ဖို့ तू စိတ်ကခွင့်ပြုမှာမဟုတ်ဘူးလို့အမှဘယ်မှာမြင်ရတယ်ဘာလို့ဆိုတော့ဒူလေးတွေတစ်ဖက် तू က तू ကပြောလို့ရှိရင်သူ့ကိုယ်သူလည်းဟီလင်းဖြစ်စေတယ်တခြားသူတွေကိုလည်းဟီလင်း ချစ်စေတဲ့သူလို့ဒီထဲမှာတွေ့တယ်ပေါ့နော်သူများကိုလည်းတိတ်ပြီးအပူမပေးဘူးသူကိုယ်တိုင်လည်းအပူမရှာဘူးအဲ့ဒါကြောင့်မလို့တစ်ဖက်သားပေါ်မှာလည်းသူကအကောင်းဆုံးဆက်ဆံပေးခဲ့လိမ့်မယ်ဒီမှာဆိုသူ Empress Energy နဲ့ Mother Love Energy ပေါ့နော်ဟိုမြို့သားဖြစ်ဖြစ်မြို့သားဖြစ်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 သူ့ရဲ့ချစ်ချင်းမြတ်တာကအင်းကြီးအေးဆေးတယ်အရန်ယူတောင်းလာပူလန်ပူလောင်တာတွေမရှိဘူးဟိုစိတ်ချမ်းသာအောင်နေတယ်သူသူများကလည်းစိတ်ချမ်းသာစေတယ်သူ့ကိုယ်သူလည်းစိတ်ချမ်းသာအောင်ထားတယ်ဖြစ်တဲ့အတွက်အဲသူများအပေါ်မှာလည်းသူကကမှားယွင်းခဲ့တာမရှိဘူးလို့သူ့ကိုယ်သူယုံကြည်တယ်ပေါ့နော်အဲဒါကြောင့်မလို့သူကတော့စခေါ်ဟို သိပြီးတော့မသေးကြဘူးစိတ်ထဲမှာဒီလူတူလေးတွေပေါ်မှာမြေတားစေတနာဒီတန်ရောစင်နေရှိနေသေးတယ်ဆိုရင်ဒါမှသူ့ကိုယ်သူစူးစမ်းကာကွယ်ပြီးတော့မှပြောလို့ရှိရင်သူ့ရဲ့မာနကိုချမှာမဟုတ်ဘူးသူ့ရဲ့လောက်ရဲ့သူ့ရဲ့အံစားချက်တွေကိုသူကိုယ်တိုင်ကအသက်စာတွေထားခဲ့တာမျိုးသူကိုယ်တိုင်ကရှင်းရှင်းလင်းလင်းနဲ့ချစ်ပေးခဲ့တာဖြစ်တဲ့အတွက်သူဘက်ကနေတော့ရစားခွန်မဲ့ပုံစံလေးတော့တိတ်မတွေးရဘူးလို့တော့မြင်ရပါတယ်နော်ဒါလေးကဂလူတူလေးတွေအတွက်ကြည့်ပေးထားတာဖြစ်ပါတယ် energy ကကြားလိုက်မယ်လို့လည်းမျှော်လင့်ပါတယ် ါဆိုလို့ရှိရင် group 3လေးစီကိုသွားလိုက်ပါမယ်เนาะ group 3ဒီ true account ဆိုတာဒီ delete ရွေးထားတဲ့သူလေးတွေပေါ့เนาะ group 3သမားလေးတွေအတွက် group 3လေးတွေရဲ့တစ်ဖက်သူက group 3လေးတွေကိုသူကပြန်လာပြီးတော့စခေါ်နိုင်မလားအဲ့ဒါလေးကိုကြည့်ပါမယ်ဟာ three or five ဒီအကိုပဲနာကျင်နေပါလားခွင်းတော့ခခွင်းတော့ခ I don't particularly this time. ဘူးသူလေးတွေရဲ့တဖက်သူအခုလက်ရှိသူတော်တော်လေးဟိုမှာဝမ်းနေနေရတယ်နာကျင်နေရတယ်ပေါ့နော်ဒီတဖက်သူเนี่ยဘူးသူလေးเนี่ยပတ်သက်ပြီးတော့သူမှာ တော်တော်ကိုပဲစိတ်အဆင်မပြေဖြစ်နေရတဲ့ပုံစံလေးကိုတွေ့ရပါတယ်။သူအဆင်မပြေဖြစ်နေရတယ်သူကတောင်းတောင်းဆက်ခံစားချက်တွေကိုလည်းလေသူအဲ့လိုမျိုးဝမ်းနေနေရပါတယ်သူအဆင်မပြေဘူးဆိုတာကိုလည်းအရင်တော့ကလည်းတိတ်ပြီးတော့မပြောပြခတ်မှမဟုတ်တော့ဘူးဘောနော်သူစိတ်ထဲမှာရှိတဲ့ခံစားချက်နဲ့ပတ်သက်လို့ရှိရင်အကုန်ထုတ်ဟပြီးတော့အကုန် ဖွင့်ချမပြတဲ့သူအများနဲ့တစ်ဖွာဖွာဘလို့ခံစားရပါတယ်ဘလို့မျိုးစိတ်မကံဖြစ်ရတာတကယ်လို့တစ်ဖက်သားပေါ်မှာချစ်ပေးတယ်ဆိုရင်ဒါမှသူဘက်ကဘလို့မျိုးတော့ချစ်တာပါဘာလို့ဘလို့မျိုးအသေးဖွဲအဲ့လိုမျိုးပေါ့နော်ဘလို့ပြောမလဲနောက်ကနေပြီးတော့မှအများနဲ့အများတက်စီပြောပြီးတော့ချစ်တတ်တဲ့သူမျိုးမဟုတ်တယ်လို့သူဘလို့နာကျင်နေရတယ်ဘလို့ခံစားရတယ်တစ်ဖက်သားနဲ့ပတ်သက်လို့ရှိရင်လည်းအဲသူဘလို့နေတော့ဖြစ်ရှိနေတယ်ဆိုတာကိုတော့အများနဲ့ပြောနိုင်မဲ့သူမျိုးမဟုတ်ဘူးပေါ့နော်သူစိတ်ထဲမှာပဲထားတဲ့သူဟိုဒီတစ်ဖက်သားကိုတိတ်ပြီးတော့မှ ခန်းစားချက်တွေဖွင့်ထားမပြောတတ်တဲ့သူတယောက်တယောက်တည်းပဲစိတ်ထဲမှာကြိတ်ပြီးတော့ခန်းစားတတ်တဲ့သူမျိုးလေးလို့တွေးရတယ်ပေါ့နော်အဲနည်းနည်းလေးသူဘက်ကနေပြန်မှဝန်းနေတတ်တဲ့ခန်းစားချက်လေးတွေခုခုဆိုလို့ရှိရင်ဝန်းနေလွယ်တယ်ခန်းစားလွယ်တယ်ဘူးသူလေးနဲ့ပတ်သက်လို့ရှိရင်စိတ်အားငယ်တတ်တယ်အဲတခါတလေကြားလို့ရှိရင်တယောက်တည်းကြိတ်ပြီးတော့ပေါ့နော်ဘူးသူလေးတွေကြောင့်ဟိုဘယ်ဖြစ်စေသူကသူတို့တွေးတွေများလို့ပဲဖြစ်စေအဲတယောက်တည်း ဟိုအကျိတ်ပြီးဝမ်းနေနေတဲ့ကဘယ်သူမှမပြောဘဲနဲ့ခန်းစားချက်ဆိုလို့ချင်းလည်းမြူသိထားတဲ့ဒါလေးတွေရှိကောင်းရှိနိုင်တဲ့တစ်ဖက်သူကလေအဲသူအဲ့ဒါတွေကိုမပြောပြဘူးဘူသူလေးတွေတိအောင်မစူးစားဘူးသူတကယ်လို့ဝမ်းနေနေတယ်ဆိုရင်လည်းဘူသူလေးတွေကိုတော့အဲ့လိုမျိုးတဲပြောမှာမဟုတ်ဘူးပေါ့နော်ဘူသူလေးတွေကသူ့ရဲ့အမူအရာသူ့ရဲ့အံပံအမူအရာပြောဆိုကြည့်ပြီးတော့ပဲအဲသိနိုင်လိမ့်မယ်လို့ထင်တယ်တစ်ဖက်သူကနေနေလေးလေးဝက်တဲ့လေးဝက်တာတော့မဟုတ်ဘူးသူ့ရဲ့ပုံစံကအဲ့လိုမျိုးလို့ထင်တယ်ပေါ့နော်တေချာကြီးလေးဝက်နေတာမျိုးတော့မဟုတ်ဘူးဟိုမပြောစကားကို အကုန်မပြောပြတဲ့သူပေါ့နော်သူစိတ်ထဲမှာရှိတဲ့ခံစားချက်ကိုပုံပုံလေးလေးမပြတဲ့သူလို့တွေ့ရတယ်။အဲတော့ပတ်တယ်ပဲအဲတခါကျလို့ရှိရင်ဂရုသူလေးတွေစီကအာဥပိ္ပခာလေးတွေဂရုသူလေးတွေကသူ့ကိုယူဆိုင်ဖို့ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးဝန်းနေတတ်တဲ့သူလေးပေါ့နော်အာဝန်းနေတတ်တဲ့ လူသွင်းလေးတွေပေါ်မှာလည်းမျောလင်းချက်လေးတော့ရှိနေသေးတယ်လူသွင်းလေးတွေကတော့မမုန်းတော့မမုန်းဘူးသူ့စိတ်ထဲမှာအားငယ်တယ်ဝမ်းနေတယ်ငါခေါ်စခေါ်ဖို့တတိတော်ဒီထဲမှာတိတ်တော့မရှိဘူးလို့ထင်နေပါတော့လူသွင်းလေးတွေကပြန်လာစခေါ်မဲ့အချိန်ကိုသူ့ဘက်ကလည်းစမျောနေတာမျိုးငါလူသွင်းလေးတွေကသူ့ကိုမလိုလားတော့ဘူးလား သူ့မလို့အတော့လာဆိုတဲ့စိတ်လေးတွေနဲ့သူအားငယ်နေတာဝမ်းနည်းနေတာလက်ရှိအချိန်တွေမှာတကယ်လို့နှစ်ယောက်သားကဆက်ဆက်ရေးတခုတည်းမှာပဲရှိနေတော့မယ်ခဏတက်ပြုတ်လာပဲစကားများတာစိတ်ဆိုးတာစကားများတာဆိုလို့ရှိရင်တော့တဖက်သူစိတ်ထဲမှာကသူ့ကိုမလို့လာတော့မှအောင်ကြောက်ရွံ့နေတာသူသူလေးတွေသူ့ကိုမချစ်တော့ဘူးလားပေါ့နော်သူ့ကိုသူသူလေးတွေကပြစ်ပယ်လိုက်ပြီလားဆိုတော့ခံစားချက်လေးတွေဖြစ်နေတာဒါပေမဲ့လည်းစိတ်ထဲမှာတော့သူသူလေးတွေပြန်လာခေါ်မလားပြန်ဆချော်မလားသူသူလေးတွေဇီယာခင်းဆိုင်မှုလေးတွေကိုသူစောင့်မျှော်နေတာမျိုးလေးလည်းတွေ့ရပါတယ် change map judgment. Turn on ones. Turn on ones that သူကမှလည်းစကားကြင်တဲ့စိတ်လေးတော့ရှိရတယ်။ဒါပေမဲ့ခုနပြောသလိုသူကြောက်တယ်။လူသူလေးတွေကသူ့ကိုမလို့အတော့မှမလို့အဖဲနဲ့သူကစကားခွန်မိမှာကိုလည်းကြောက်တာမျိုးလေးပေါ့နော်။ Photo cut လူသူလေးတွေကိုအခုချိန်ထိသူစိတ်ထဲမှာအချစ်နေသေးတယ်လိုအပ်နေသေးတယ်လူသူလေးတွေကိုသူမစွန့်လွတ်သေးဘူးပေါ့နော်သူစိတ်ထဲမှာရှိနေတော့မှလူသူလေးတွေနဲ့ပတ်သက်လို့ရှိရင်အခုချိန်ထိညှော်နှင်းစောင့်မျှော်နေသေးတယ်ဆိုတဲ့ပုံစံလေးပေါ့နော်သူ့ဘက်ကစောင့်မျှော်နေတာမျိုးလေးအဲအောင်ကြားထဲမှာရှိတဲ့ခံစားချက်လေးတွေကိုလည်းသူ့ဘက်ကရှိနေလေဦးမယ်လို့လူသူလေးတွေရဲ့အဲညှော်သားထဲမှာသူရှိနေလေဦးမယ်လို့သူပြောနေထားတာမျိုးလေးလည်းတွေ့ရတယ်ပေါ့နော် မှာဆိုလို့ရှိရင်ဂရုသူလေးတွေရဲ့တစ်ဖက်သူကဘလောက်ပဲသူကလေအဲ့လိုမျိုးသူလက်ရှိကစိတ်အားငယ်နေပါစေဘလောက်ပဲဝမ်းနည်းနေရပါစေဂရုသူလေးတွေကိုတော့ပြန်ခေါ်ခြင်းနဲ့စိတ်လေးဒီမှာတော့တွေ့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်း judgment ရဲ့ death ရဲ့ the star ရဲ့သူဘက်ကလည်းပြန်လာခေါ်မဲ့အငေးရောင်လေးတော့တွေ့ရပါတယ်ဘလောက်ပဲသူဟိုပါပေါ့နော်နှုတ်ကနေပြီးတော့မှဝင်ခံမှုခက်တဲ့သူပေါ့ပြောလို့ရှိရင်ဥမာအဲတော်တခုခုခန်းစားချက်ဆိုလို့ရှိရင်မျိုးသက်တက်တဲ့သူမျိုးပေါ့နော်အကောင်လုံး ပေးမသိတဲ့သူမျိုးသူဘယ်လိုခန်းစားနေရတယ်ဆိုတာကိုလူတိုင်းကိုပြောမှာမဟုတ်ဘူးကိုယ်လည်းသူဒီလေးတွေကိုလည်းပြောပြချင်မှပြောပြမှာပေါ့နော်အမြဲတစေသူဘက်ကခန်းစားချက်လေးတွေဆိုမျိုးတိတ်တက်တယ်အဲသူစိတ်ပြီးတော့ပဲခန်းစားတတ်တာမျိုးပေါ့နော်ဒါပေမဲ့အဲ့အခြေအနေကိုသူဘက်ကနေပြောမှာဒီတစ်ခါတော့လူသူလေးတွေနဲ့ပတ်သက်လို့ရှိရင်ကသူက ညှော်လင်းတော့ညှော်လင်းနေကိုသူရဲ့ဇီယာဆက်သွယ်နှုတ်လာမလားဆိုတဲ့အချိန်လေးနဲ့စောင့်နေပြီမဲ့လူသူလေးတွေမဆက်သွယ်လာတဲ့အဆုံးသူကပဲနောက်ဆုံးငါကြိုးစားပြီးတော့မှဆက်သွယ်ကြည့်လိုက်ပါမယ်ဆိုပြီးတော့မှသူအဲ့လိုမျိုးဆုံးဖြတ်ချက်ချလိုက်မှနေလို့ပေါ့နော်ပြောလို့ရှိရင်အရင်ကလိုမျိုးသူခြေတုံချတုံနေပြပြီးတော့မှခေါင်းကောင်းလို့မခေါင်းကောင်းလို့သူသူခေါ်တာပဲစောင့်ရင်ကောင်းမလားအဲ့လိုမျိုးသူစိတ်ထဲမှာအဲ့လိုလေးရှိကောင်းရှိနိုင်တယ်နောက်တစ်ခုကလူသူလေးတွေသူ့ကိုချေရောချစ်ပေးတာလူသူလေးတွေကအမြန်သူ့ကိုပေါ့နော်မလိုအပ်တော့ဘူးလားသူ့ကိုပြစ်ပယ်လိုက်ပြီလား အဲသူဆွလွန်လိုက်ပြီလားအဲ့လိုမျိုးမေးခွန်းလေးတွေကြောင့်မလို့သူခေါ်ရမှာတော့နည်းနည်းလေးမရိုးမရွာဖြစ်နေတယ်ပေါ့နော်သူစိတ်ထဲမှာသိပြီးတော့မရဲဘူးတိတ်တတိမရှိဘူးဒါမှလည်းအဲဘလို့မှမနေနိုင်တဲ့အစုံကူသူတွေကိုသူရမ်းလို့ပဲအဲဘလို့မှမမေးနိုင်ဘူးအဲသူတွေကအရင်တတိရရတယ်တန်းတရတယ်ပေါ့နော်သူဘက်ကပဲစပြီးတော့မှခေါ်လိုက်မယ်ဆိုရယ်စိတ်လေးတော့ဒီထဲမှာတွေ့ရတယ်ပေါ့နော် judgment ရဲ့ debt ရဲ့ဆိုတော့သူစိတ်ထဲမှာသူ ရင်ငါလိုမျိုးလုံးနေတော့ဘူးကဲငါငါဘက်ကနေစခေါ်ဆရာရှင်ကခေါ်လိုက်ပါမယ်ငါခေါ်လို့ရတာပဲဆိုရစိတ်လေးနဲ့အားတင်းပြီးတော့မှနောက်ဆုံးသူဘက်ကနေပြန်ခေါ်မဲ့ပုံစံလေးတော့ဒီထဲမှာတွေ့ရပါတယ်အဖော်ရော့ခတ်သူမျောလင်းချက်လေးကဘယ်လိုပြောမလဲသူသူလေးတွေစီကနောက်ဆုံးမျောလင်းချက်လေးမလာတော့လာမသိဘူးသူခေါ်တော့ဦးထင်နေဆိုတဲ့အချိန်မျိုးပေါ့နော်အဲ့လိုအချိန်မျိုးကိုရောက်တဲ့အချိန်ကြာလို့ရှိရင်သူဘက်ကငါခေါ်လိုက်တာလည်းကောင်းပါတယ်လေငါမမမေ့နိုင်တာငါမ ို့လက်မလွတ်နိုင်တာလက်မလွတ်နိုင်တာငါပဲဆိုတော့ကျတော့နောက်ဆုံးငါစခွန်လက်တန်ကောင်းပါလေဆိုတဲ့ပုံစံမျိုးလေးနဲ့သူ့မှာဘလောက်ပဲဟိုဘောနော်ယုံကြည်ချက်တွေမရှိမရှိဘူးသူလေးတွေသူ့လိုလားလားမလိုလားလားမသိပေမဲ့လည်းသူ့ဘက်ကအရေးစွန်ပြီးတော့ဘောနော်စခွန်လိုက်မယ်ဆိုတော့စိတ်လေးဆုံးဖြတ်လိုက်တာမျိုးလေးကိုဒီတက်မှာတွေ့ရပါတယ်အုံမှန်ဆိုရင်တော့သူကခန်းစားချက်တွေကိုတိုးဖတ်တတ်တယ်အုံပုံးပေါ့နော်ခန်းစားချက်ကိုထုတ်မပြတဲ့သူစိတ်ထဲမှာပဲကြိတ်ခန်းစားတဲ့သူလို့တွေ့ရတယ်ပေါ့နော်နည်းနည်းလဲဝမ်းနည်းလွယ်တယ်လို့တွေ့ရတယ်တစ်ဖက်သူက အားငယ်အားငယ်တက်တယ်ဝမ်းမြောက်တက်တယ်အဲတောင်တောင်ဆိုလို့ရှိရင်ဘူးသူလေးတွေသူ့ကိုဆွန့်လွတ်သွားမှာလားမလိုအပ်ဘူးလားအဲ့လိုမျိုးလေးတွေတွေ့ရတယ်ပေါ့နော်သူ့ကိုမလိုအပ်တော့မှာလည်းသူရမ်းကြရွံ့နေအဲဘူးသူလေးတွေစီကဆက်သွဲပြန်ကောင်းမအောင်မျောလင်းပေးမယ်သူ့ဘက်ကလည်းမျောလင်းနေတဲ့ပုံစံလေးပေါ့နော်မျောလင်းနေပဲမျောလင်းပေးမယ်လည်းဘူးသူလေးတွေစီကဆက်သွဲမရတဲ့အဆုံးသူ့ဘက်ကအရေးဆုံးပြီးတော့မှခေါ်ဖို့ဆုံးဖြတ်လိုက်မဲ့ပုံစံလေးကိုဒီထဲမှာမြင်ရပါတယ်နော် သူဘက်ကလက်ရှိအနေအထားကြီးကိုဆက်ပြီးတော့မှသူမလိုလားတဲ့အတွက်သူကဆက်ပြီးတော့မှခေါ်မဲ့ပုံစံလေးလည်းခံစားရပါတယ်တချို့လေးတွေဆိုလို့ရှိရင်အဖက်သူကဘလောက်ပဲဟိုဘနောဟိုစကားနေတဲ့သူပဲဖြစ်ဖြစ်အရင်ကအဲ့လိုတော့မျိုးမလုပ်ခဲ့ဘူးသူဘက်ကဆက်ပြီးတော့မခေါ်ဘူးဆိုရင်တော့မှဒီဒီချိန်တော့ဒီဒီချိန်တော့ဖြစ်ငါဆက်ပြီးတော့မှခေါ်ကြည့်လိုက်ပါမယ်လေးဆိုပြီးတော့အဲ့လိုမျိုးလေးဆုံးဖြတ်လိုက်တာမျိုးလေးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုလေးတွေ့ရပါတယ်အလေးရတော့ခရူသူလေးတွေကြည့်ပေးထားတာဖြစ်ပါတယ်။ energy ကကြလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်နော်။ ဗီဒီယိုလေးကိုနားထောင်ပြီးတော့မို့ energy ကိုက်တယ်မကိုက်ဘူးအဲ comment လေးလည်းရေးပေးသားကြပါအောင်နော်ဆောင်းထိကျေးဇူးတင်ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်မိတင်များမှာပြန်လည်ပြီးတော့ဆောင်းတွေ့ပါမယ်နော်